ကျောင်းရောက်ပြေးနိုင်တယ်ဘူးချိုးသွင်းတယ်ဟာဘူးဘက်လွဲတယ်ဒီဘက်လွဲတယ်တွေ့တွေ့ရတယ်ပေါ့နော်လဲလိုက်တော့9ရောက်ဒီတော့ park ကတို့တို့အိမ်မဆုံးမရနေရာဖြစ်နေဒါတော့တို့ကြော်သွားနိုင်လို့လိုမယ်တို့အရင်ကဖွင့်တိုင်းလိုမျိုးတော်ပြီးရှော့တော့လိုမျိုးဒီလိုက်စိတ်စစ်ပိုင်းကအခုနောက်ပိုင်းကွဲတင်ရာဒီသမ်းမှာရုပ်ခဲ့ရင်းကြရတယ်အခုနောက်ပိုင်းကွဲတင်မှာသွင်းကိုလေးရောပြန်ညော်ရတယ်သူကလည်း တော့နောက်တစ်ဆူလေးသုံးတဲ့မိမပွဲစဉ်ပွဲကတော့ Aston Villa နဲ့ Man City ပွဲစဉ်လေးဖြစ်ပါတယ်နော်ဒါ Man City ကတော့ကျွန်တော်တို့ရာသီအစားလေးမှာအဲဒီနှစ်ပွဲလောက်ပြီးရှုံးတော့ကျွန်တော်တို့ Man City နဲ့ပတ်သက်ပြီးစိုးရင်စရာလေးရှိခဲ့တဲ့ဟာလေးပြောခဲ့ဘူးဒီမဲ့နောက်ပိုင်းတော့ခြေစုံကပြန်တည်နေပြီးတော့ဒါကစားခဲ့တဲ့ဒဏ်ပွဲဆိုနောက်ဆုံး၁၀ပွဲမှာတပွဲပဲရှုံးပြီးကျွန်တဲ့ရှုံးပွဲမရှိတာနဲ့၉ပွဲစလောက်ပြန်ဖြစ်သွားတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါ Man City ပေါ့ဒါတလုံးမှာတော့ဒါ Aston Villa Aston Villa တော့ဒါ၅ပွဲစလောက်နိုင်တာဒီမှာအခုမထင်မှတ်ပဲအဝေးဝင်းမှာဟိုဟာအေးကဲဟိုနော်အဟောင်း ဟို2-1နဲ့ရှုံးနေသွားတယ်အဲ့ဒီနေ့ကပွဲစဉ်မှာလို့ကျွန်တော်ဗီလာကိုတော်တော်လေးကိုအားမရပါဘူး။ဘာကြောင့်လဲဆိုတော့ပနတီတစ်လုံးနဲ့လွဲချော်တယ်။အဲ့ပြင်ကစားဘက်ကလည်းတယောက်နဲ့တော့တယ်မရပဲနဲ့ဂမူးရှူးတို့တွေနဲ့ဆန်တယ်။ဘောလုံးရပြီဆိုတော့တယောက်ကိုပေးကြတယ်။ဟိုလေ1-1ဖြစ်သွားတဲ့အချိန်မှာ2-1နဲ့ဖြစ်သွားတဲ့အချိန်မှာခြေပါကိုပြန်ရတဲ့ဇောရတယ်။အရန်ကြီးတဲ့အခါမှာ ကိုစားကွက်တွေကတင်တူစနစ်တကျမရှိဘဲနဲ့လေတယောက်လုံးယောက်ပေးလိုက်ရင်ဘယ်သူချိုးသွင်းလဲဟာဘူဘက်လွဲလိုက်ဒီဘက်လွဲလိုက်နေတွေ့တွေ့ရတယ်ပေါ့လဲလိုက်တော့900လောက်အဲ့လိုလဲလိုက်ရတယ်900လောက်ရှိတယ်ဆိုတော့အဲ့ဒီသားစုမှာဗီလာပို့လို့ရှင်ဆိုင်မယ်လက်တော်မှာအစင်္ဂါပိုင်းရချင်းတော့ဒါဗီလာဘက်ကွင်းမှာတော့ငါကြည့်တရအတာမရခဲ့ဘူးအသုံးချိန်စလုံးတွေ့ခဲ့တယ်အဲ့သုံးချိန်စလုံးကိုနေခဲ့တာကိုကိုနေအောင်မြင်ခဲ့တာကိုတော့တွေ့ရတယ်အဲ့တော့အခုအနေအထားမျိုးမှာတော့အဲ့ပွဲဒီအခုပွဲစဉ်မှာလည်းမန်စီးတီးကအဲ့ဒီဗီလာဘက်ကွင်းမှာအနိုင်မရတဲ့ သုံးချိန်ဆက်အနိုင်မရတဲ့ဆန်ချိန်ကိုကြော်မလားသုံးချိန်ဆက်တိုက်ဂိုးအနေအအောင်မြင်ခဲ့တယ်ဆိုတော့အဲ့အနေဘက်ကိုပဲကူးမလားဆိုတာကတော့ကျွန်တော်တို့တန်တရားဖြစ်စရာနဲ့အနေနဲ့ရွေးချယ်ပြပြမယ်အဲ့တော့ဆရာအနေနဲ့ပြောပြပါဦး။ Aston Villa ကိုယ်မှာဆိုမန်စီးတီးကတော်တော်ရုန်းကန်နေရတာကအစင်လားအစင်လားဖြစ်လာပြီ။ဆန်လားလို့ပြောရအောင်ဆုံး6ချိန်ဆက်တိုက်ဆိုရင်သူ့အနေနဲ့မအောင်ဘူးပေါ့ဗျာ။မန်စီးတီးအနေနဲ့အဲ့လိုမျိုးကိုရုန်းကန်ရတယ်။နောက်ဆုံးသုံးချိန်ကိုကြည့်မယ်ဆိုရင်နှစ်ချိန်ရှုံးတယ်။တစ်ချိန်သေးကြတယ်။ဆိုတော့တော်တော်ရုန်းကန်နေရတယ်။ဆိုတော့ T2 Man City ကသူချန်ပီယံလိမှာရလကောင်း ရယူသွားတယ်ဆိုပေမဲ့လည်းအဲဒီ4141သူပြောင်းလဲကျင့်သုံးတာပါကစားပုံကောင်းလာတယ်ပေမဲ့လည်းအစင်လာပိုင်းဆိုင်ရမှာကြည့်မယ်ဆိုရင် Vita Park ကသူတို့အတွက်အိမ်မဆုံးမတဲ့နေရာဖြစ်နေဒါတော့သူတို့ကြော်သွားနိုင်လို့လိုမယ်သူတို့အရင်ကြီးနဲ့ဖွင့်တိုင်လို့မရဘူး။တော်ပြီးရှော့တော့လို့မရဘူး။ခုနကပြောတဲ့ Aston Villa ကဒါ Go Ahead Eagle ကိုသူရှုံးသွားတယ်ဆိုတော့လူစင်းမမှန်ဘူးကြ။အဲကျွန်တော်အဲ့ပွဲမှာသူက Villa ကြိုက်နေတာပေါ့။လူစင်းကြည့်လိုက်တော့အာဒါချင်းကောင်းဘူး Villa တော့။သူကဘာဖြစ်လဲဆိုတော့သူက Kings ကိုပြန်သုံးလာလို့ရင် နောက်ပိုင်းတွေ၃ရောက်တန်းတွေရော၂ရောက်တန်းတွေရောနောက်တန်းတွေပါရောလင်ဒီလော့ဖ်ကိုကစားသမားမျိုးကိုညာနောက်ခံအစွန်တောင်ပန်အဆင့်တက်ကစားခိုင်းနေဆိုတော့မျိုးကြီးရလေဘလို့မှအဆင်မပြေတဲ့ကစားကွက်ပုံစံမျိုးကြီးအဲသူ short တွတ်တာလားဒါမှမဟုတ် man city နဲ့ပွဲတော့သူ show လိုက်တာလားဆိုတော့ကတော့ဒါတနည်းပြဆိုတဲ့အပေါ်မှာမူတည်တာဟုတ်ရောသူ emery ဘောမှာမူတည်တော့ emery ကဒါသူ့အနေနဲ့အိမ်ဝင်းမှာဒါကောင်းကောင်းတစ်ခွပေးနိုင်စွမ်းရှိတယ်ဆိုတော့ပြီးခဲ့တဲ့၃နှစ်ကိုပြန်ကြည့်တိတော့ဆိုတော့ man city ကိုသူကောင်းကောင်းတစ်ခွပေးနိုင်တယ်အိမ်ဝင်းမှာ အဲ့တော့မန်စီးတီးအနေနဲ့အကောင်းဆုံးပုံစံကစားနိုင်မှာတော်တော်လေးအဆင်ပြေမယ်။ဟာလန်ကတော့ဗျာနိုင်ငံနဲ့သူနော်ဝေးနဲ့ဒီမန်စီးတီးတို့ကသူကစားပေးတဲ့14ဝင်းပါ24ဂိုးရောင်ရတာပဲ။ဟာပြီးခဲ့တဲ့ဗီလာရီရဲ့ဘွဲလည်းသူဂိုးရောင်ပါ။ဆိုတော့သူမန်စီးတီးရဲ့ပုံစံကလည်းဒုတိယပိုင်းတွေမှာပုံစံပြန်ပြီးတင်ပြီးကစားတာလိုကောင်းတာလိုပုံစံမျိုးတွေတော့တွေ့ရတယ်။ဒီဘွဲမှာအက်စတွန်ဗီလာကတော့နိုင်ဖို့ခဲရည်ပဲလား။ဟုတ်။နိုင်ဖို့ခဲရည်ပဲ။သူရဲ့လက်ရှိခြေစမ်းကလည်းအက်စတွန်ဗီလာကအကောင်းဆုံးပုံစံတော့မဟုတ်။ တော့နိုင်ဖို့တော့သူခဲရင်ပဲဒါပေမဲ့တေတော့တော့ရှိအဲပြီးတော့တခါဒီမန်စီးတီးကလည်းခုနောက်ပိုင်းဒါအာဆင်နယ်နဲ့ပဲရင်ဆိုင်ရင်ဆိုင်ဗီလာရီယန်နဲ့ပဲရင်ဆိုင်ရင်ဆိုင်အော်ဟိုဒီဟိုအဲ့ဒီပွဲတွေမှာပြန်ကြည့်မယ်ဆိုရင်သူ့အနေနဲ့ခံစစ်ပိုင်းလေးတွေဟိုဦးစားပေးလာတော့တွေ့ရတယ်ဟုတ်တယ်တော်ရောသူအရင်ဟို present လုပ်ပြီးတော့ကစားတာမျိုးတွေမဟုတ်တော့သူကအာဂိုးသွင်းခွင့်ကိုနေရာလွတ်တယ်ရှာမယ်ဂိုးသွင်းခွင့်ဖန်တီးမယ် ပြီးရင်ခန်းစုကိုပြန်လုပ်အောင်ကောင်းမယ်နောက်တော့ကွင်းလေက4141မှာလည်းကွင်းလေ၄ရောက်၅ရောက်ကဒါ4141ဆိုတဲ့ပုံစံကဒါ451နဲ့အတူတူပဲမူခွဲပဲပေါ့နော်အဲ့လိုမျိုးအနေသားမှာ Aston Villa ကလည်းတိုက်စစ်ပိုင်းမှာ Watkins ကိုသုံးမလား Gaston ကိုသုံးမလားအဲ့လိုအနေသားမျိုးတွေဝိဝါဒကွဲနေတဲ့အနေသားမျိုးမှာဒီဘက်ကတော့ကျွန်တော်တင်တယ် Aston Villa ဘက်ကနေမဲ့အတူတူ goal ကပိုကောင်းမလားဟုတ်ဟုတ်ကဲ့ကျွန်တော်အမြင်ကလည်းတန်ပြမဲ့တယ်ဒီဘက်နဲ့ goal တိုင် ။အားကြောင့်လည်းမန်စီးတီးဒီယာစီပြင်းပြနေအဝေးဘူးဘွဲတွေကြည့်လိုက်လို့ဆိုရင်လည်းငါတို့ယာစီအသက်မှာဝူပါတော့လေးခုပြက်ခဲ့တာ တွေနောက်တော့သုံးဝက်သလုံးဝက်တော့လေးခုတဘူးစီတော့တေးထားနိုင်တယ်အဲ့။ဟုတ်ပြီးတော့ဘီလာခွင်းမှာဒီမန်စီးတီးရောက်ကန်နေရတဲ့အခြေအနေဒီလီနသင်းထိန်းတဲ့စစ်တော်မူနောက်ဆုံး23နှစ်ကြာပါလာလို့ညာမှာပြန်ကြည့်မယ်ဆိုဒီနသင်းကအဲ့လိုသုံးဘိုးအထက်ဖြစ်ခဲ့တဲ့ဘွဲတင်ကမီးခွက်တိလုံးဝမရှိခဲ့ဘူးနော်။ဟိုသုံးသုံးချိန်ဆက်သုံးဘွဲဘိုးအဲဒီသုံးဘိုးဖြစ်ပြီးတိုင်းမှာနောက်ဘွဲတင်မှာ तू က ုံးဖို့အောင်ဖြစ်ဖို့ဖြစ်နေတဲ့ပုံစံမျိုးကဒီမတိုင်ခင်မှာ၄ချိန်လဲပတ်စံလေးတွေပါတန်လေးပါနော်အော်ဆိုတော့နောက်ဆုံးဖိတ်တဲ့တက်ဆောင်လဲတုံးဝဲဈေးဖွဲစဉ်အနေနဲ့တုံးဝဲသလုံးပေါ်တက်ပြီးမှာဖြစ်တယ်တုံးဖို့တက်ခဲ့တယ်ပဲနောက်နောက်ဆုံးဒီ23တိတာကာလာတင်းရဲ့ဈေးရဒီနဲ့တင်းရဲ့အတင်နာပိုင်းရကိုဒီဝက်နေတင်းမွန်းနေကိုဦးတည်တယ်အနောက်ကချက်ဘီလာကိုပြန်ပြည့်တယ်တော့ဘီလာရဲ့စိတ်ဆင်ပိုင်းကအခုနောက်ပိုင်းကွဲတင်နေရာဒီသားမှာရုပ်ခဲ့နေကြရတယ်အခုနောက်ပိုင်းကွဲတင်မှာသင်းကိုလေးရောပြန်ညော်ရတယ်သူကလည်းတကယ်တမ်းပြောရမယ်ဆိုရင်လောလောနန်းကခြေစောပြပြီးလို့လုံနိုင်ကန်းအာ ဟိုကွဲကွဲမမြင်ရသေးဘူးလို့ခင်လေပြီးတော့မန်စီးတီးကအခုနောက်ပိုင်းတွင်ဝိုးရပြီးတိုင်းမနှိမ်မတိုက်တော့လားနော်အရင်လိုတလောကြီးမလုတော့ပဲအနိုင်လေးထိထိမွားတဲ့ပုံစံမျိုးမှာသတိရဆိုတော့ဟိုဘယ်သူပဲဝိုးရရပဲကျွန်တော်ကဒီဘွက်တည်းအနေဆုံးထိနိုင်မယ်လို့ခင်အာတင်းငုံနှစ်ကောပေါ့ဟုတ်ကဲ့နှစ်ကောလောက်ဆိုရှိမှာကျွန်တော်အဲ့တော့ Aston Villa တွင်းတွေပွဲစဉ်တွေပွဲဖြစ်တဲ့ Aston Villa နဲ့ Man City ပွဲစဉ်ကတော့ခုနလို Villa Park မှာ Man City ရဲ့ရုံးခန်းမှုအခြေအနေလက်တော် Villa ရဲ့အခြေစုံပုံကန်နေထား Man City ရဲ့ဟို ဟိုဟာလက်လက်တော့အခြေအနေရမှာဟိုကိုသွင်းရတွေရှိနေပြီမဲ့လို့ခုနပြောတယ်ဆရာရဲ့သုံးသက်တယ်လို့နော်ဟိုသုံးဖို့ဟိုသုံးသုံးဖို့သုံးဖို့ဟိုဖြစ်ပြီးနောက်ဆုံး23နှစ်တာကိုတွင်းမှာရှိခဲ့တဲ့အချက်လက်ပတ်တန်ပုံကံအရပြောရင်တော့ဒီကွက်ကြီးကိုကျွန်တော်တို့ဂိုးအနေဘက်ကိုရွေးချယ်လိုက်ပါတယ်ခင်ဗျာ